အားလုံးပဲမင်္ဂလာပါဗျာခုတခါမှာတော့တီလာရှင်နှစ်ပါးစွန့်ခံကြွားရင် အိမ်ထဲကပတ်စံခိုးသွားလို့ပြောပြလာတဲ့အန်တီတဦးရဲ့ရုပ်တံပရီဥပိုင်းလို့ကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာပြောပြအောင်မယ်ဒီနေ့ကိုနဲ့မှလာပြီးတော့တိုက်ဆိုင်တတ်တယ်အများကြီးနေမကောင်းလို့ခုချက်အောင်ထဲမှာเนาะပြင်လည်းမထွက်နိုင်ဘူးဒူးနာလို့အဲအဲ့ဒါအသာထားတိတ်လားရှင်လေးနှစ်ပါးဆုံးခံကြွား ရှူရှူပေါက်ချင်လို့တဲ့ပေါက်ချင်ဝင်ပေါ့တီလာချင်နေမယ်ဆက်နှစ်နှစ်73နှစ်အရွယ်လေးတွေအဲ့တော့ဝင်သွားပြီးတော့ပြန်လဲဆင်းသွားရောတီဗီဗီတို့ပေါ်မှာတင်ထားတဲ့ခောက်ပတ်ဆံအေးခိုးသွားတယ်ကြည့်စမ်းကြည့်စမ်းခိုးသွားပြီးတော့ အိမ်တိုင်နဲ့အိမ်ရဲ့ကြော်သုံးလေးကြော်လောက်မှာသွားပြီးတော့အဲ့ဒီလိုပဲတက်ပေါက်ချင်တယ်ပြောပြီးသူများအိမ်ရဲ့အိမ်သားထဲမှာသွားလွတ်ပြစ်ထားတယ်။အဲ့ဒါဘလို့သိလဲဆိုတော့အဲ့ဒီအိမ်ကအမျိုးသမီးတရားလဲသူတို့လည်းအဲ့အချိန်ကျတော့အိမ်သားထဲဝင်လိုက်တရှိမှာပေါ့တွေ့ရောတွေ့တော့ကြည့်ရတော့ကိုယ့်အိမ်ရဟာတွေဖြစ်နေရောသူတို့မှလာပြန်ပေးရမှာလဲအခက်မပေးကြတော့လဲဒါတွေကဟိုပျောက်ရင်သူတို့မှတွေ့နေတော့ဆွဆွဲမှာဆိုတော့ပေါင်းဝင်းကြီးကဟိုတက်တဲ့တွေခေါ်ပြီးတော့ကိုယ့်အိမ်ရောလာပြန်ပို့တယ်ဒီမှာကြည့်ရင်ငါတို့အိမ်ရဲ့အိမ်သားထဲမှာဒါတွေရောက်နေလို့ပိုက်လုံးထဲမှာငါတို့ဆွဲထုတ်တာအပြင်မှာလဲမင်းတို့တက်ပုံကြီးကြာနေလို့ပေါ့နော်အဲ့ဒါဘလို့ဘလို့ရောက်လာတယ်တော့ငါတို့လည်းမသိဘူးဆိုတော့လိုက်တွေးကြည့်လိုက်တော့အော်ဆရာလေးနှစ်ပါးသိပေါက်တယ်ဟုတ်တယ်အဲ့ဒါသူတို့အိမ်မှာလဲဆရာလေးနှစ်ပါးသိဝင်ပေါက်တယ်ဆိုကဲအချိတ်ဆက်မိလိုက်တော့ဒါ သူတို့ပဲကျင်းသေးပဲကြည့်တာအဲ့လိုလောက်ရမလားလို့ဟိုပြောပြတာနော် မသိရင်တော့သူများတကကြီးဒီမျိုးသမီးကခေါင်းကြီးတွေမသိလားရှင်နေဘူးပဲလိုက်တိုက်ခိုက်နေတယ်ဆိုတိုက်ခိုက်တာမဟုတ်ဘူးလို့သာသနာရေးဝန်ကြီးဌာနကလည်းတောင်းဆိုချင်ပါတယ်ပြုပြင်ပါလို့ခေါင်းကြီးတွေရောမသိလားရှင်မျိုးလှုပ်ရှားတာတွေတော်တော်များနေပြီခေါင်းကြီးအစ်စ်တွေလည်းအများကြီးရှိပါတယ်နော်ဒီလိုအတုတွေဆုံးကြံဆန်တဲ့ချက်ရှိတွေရောနေတာဘောပါတာကိုသူများအထင်သေးလို့ပါလို့နော်သူကအဲ့ဒီလိုမျိုးတွေလုပ်နေတော့သူများတကကြီးကအထင်သေးတာပေါ့သာသနာရေးဝန်ကြီးဌာနကလည်းတာဝန်ရှိတဲ့ပုံစံတွေလေအဲ့ဒီခေါင်းကြီးတွေမသိလားရှင်တွေဝတ်တော်မဆိုရင်လေတခါတည်းလူတွေလို့ပေါ့မှတ်ပုံတွေကပ်ပြားလေးလှုပ်ပေးလိုက်ပါဒါမှမတင်ကြရင်လေကိုကစစ်လိုက်တဲ့အခါမှာဒါအစ်စ်ပဲဟဲ့လားအခုဟာအစ်စ်တွေမှမသိအတုတွေမှမသိရက် ထမဖုန်းကြီးတယ်ဆိုတော့လည်းချင်းချင်းလိမ့်မယ်ဒီလားချင်းနေဆိုတော့လည်းဟိုကိုငငယ်တော့ကြားဘူးတာတော့မနေ့ပြန်လို့ဟိုဥပုပ်လေတော်ပိတ်မျိုးဖိတ်ရှိတယ်အဲ့လိုဖိတ်ဒီမှာမတိလားချင်းနေဆိုတော့ကြွားတယ်လို့အဲ့လိုတိတယ်အခုတိလားချင်းနေတော်ပိတ်လည်းမရှိတော့မျိုးပိတ်လည်းမရှိတော့အများတစီကိုနိုင်ငံကြွားနေတာအဲ့ဒါအခုစဉ်းစားလိုက်ပြီဘယ်မဲ့တိလားချင်းမှဆုံးမလောင်းတော့ဘူးအိမ်ပေါ်လည်းအတက်မခံတော့ဘူးဟိုအကုန်လုံးကိုပြောတာတော့မဟုတ်ဘူးเนาะဒါပေမဲ့သူတို့အဲ့ဒါလိုလုပ်လိုက်တဲ့အတွက်ကောင်းတဲ့ဆရာလေးတွေပါထိခိုက်တာပေါ့เนาะဒါပေမဲ့ကောင်းတဲ့ဆိုတာကိုဆိုးတဲ့ဆိုတာကိုဘာအမှတ်သားမှမရှိဘူးဖြစ်နေเนาะအဲ့တော့မလှူတော့ဘူးလှူချင်ရင်တက်တက်ကျောင်းမှာပဲသွားလှူလိုက်မယ်เนาะ အခုအဲ့ဒါလိုဖြစ်သွားတာအိမ်မှာနော်အဲ့ပတ်ဆံအိတ်ကတော့ပြန်ရတယ်ပတ်ဆံ1800မှမများဘူးအရေးကြီးတာ line စင်းနေနော်မှတ်ပုံနေနေပါသွားတာနော်တခုမှပြန်မရတော့ဘူးသူများအိမ်သာဂျွင်းကြီးထဲမှာလျှောက်သွားတာကြည့်ကြည့်နော်ဘလောက်နှိမ့်နာလဲလို့ကိုရီဗုဒ္ဓဘာသာတွေကလေဝါဝါမြင်တာနဲ့နော်ဂဒုံတုံးပြီးတော့အိမ်ဟွာဝက်လာပြီးအောက်ပိုင်းမမြင်ရဘူးချန်စီယိုနဲ့ကွယ်လို့သွားတော့